စစ်တပ်ထောက်ခံသူတော့စစ်တပ်ထောက်စစ်တပ်ထောက်ခံသူစစ်တပ်ကောင်းသူတော့လောက်ရတယ်စစ်တပ်ကိုမတရားဖြစ်လို့ရှိရင်မတရားတော့ပြောရရတယ်နော်အဲ့တော့မှစစ်တပ်ထောက်ခံသူလို့ခေါ်တယ်အင်းဒါဆိုစက်တထောက်ကန်သူမဟုတ်ဘူးဟုတ်ပြီမဘာသာလားဆိုရယ်ကမဘာသာဆိုထားပါတော့ဗျာနော်အမျိုးဘာသာသာသနာကိုကာကွယ်ရမယ်ဟဲ့လားတပတ်ဘာသာရဲ့ဒါပြန်ပွားလာမှုတွေကိုထိမ့်ပြီးတော့ထိမ့်ထိမ့်ကြီးရမယ်မဘာသာလားဆိုတဲ့ခါကျတော့လေမဘာသာလည်းမဟုတ်ဗျာမဘာသာဆိုလို့ရှိရင်ဒီချိန်မှာထားကြွနေပြီနော်ထက်တက်ကြွနေပြီဒါမဘာသာလားဆိုတော့မဟုတ်ဘူးအဲကိုကိုကိုအမျိုးသားရေးအမြေခံပြီးတော့ အဲဘယ်လိုခေါ်မလဲဆိုတော့ရှင် line ပေါ်မှာထင်ပေါ်ခြင်းနဲ့အပအကိုကြောက်ရွံ့ပြီးတော့ထင်ပေါ်ခြင်းတွေရတယ်เนาะမဘာသာလည်းမဟုတ်ဘူးစစ်တက်ထောက်ခံသူလည်းမဟုတ်ဘူးเนาะခင်ဗျားတို့ရအားလုံးကိုကိုကိုမှန်လဲကြည့်ပြီးတခြားပြောပါเนาะမြားရအရှင်ဖျားဦးတဲ့ဖင်လန်မောင်မောင်တို့သူတို့ကပြောနေတယ်လောဘသာတာပေါ့ဟုတ်သူတို့ပါဆက်ပါလာပြောပါစီဟုတ်လားဖင်လန်မောင်မောင်လည်းရှင်ဖျားကိုပြောနေတယ်မြားရရှင်ဖျားကအော်သူကကျုပ်စစ်ဆင်းရအောင်ဆိုင်တယ်တို့တို့ပါဆက်ပါလာသူပြောမှာပေါ့ကျုပ်လည်းသူ့ကိုပြောတာပဲလေလို့ကျုပ်လည်းသူ့ကိုဆက်တော့လက်ချက်ကိုဝေဖန်တုံးတက်မှာပါပြစ်ချာမှတ်လို့လို့ဟုတ်လား ဒါပြောတော့ကျုပ်ပေါက်ကူတော်ပြောတဲ့အချိန်မှာသူကအရေးကြီးဆုံးလူလို့ကျေးဇူးတော်တင်အောင်လို့ပြောလိုက်သေးတယ်ဟုတ်လားကျေးဇူးတော်တင်အောင်လို့ပြောတယ်သူဆဲရမှာပါဘူးလေဗျာအာသူသူဝေဖန်တော့နေဆိုတော့သူကျုပ်ကိုမကြိုက်လို့ပြောတာပေါ့ဗျာဟုတ်လားအဲ့တော့ဦးစင်းကတွေ့တယ်များသူဦးစင်းကပြောပြီးမှအတိုင်းရှင်းရှင်းဦးစင်းကအကုန်လုံးလိုက်ပြောလို့မရဘူးဗျာနော်ဦးစင်းကလက်တွေ့တယ်မှလေဗျာပေါက်ကူတော်ကလက်တွေ့တယ်မှလက်တွေ့တယ်မှဆိုလက်တွေ့ပဲလုပ်လို့လေဗျာအလုပ်နဲ့ပဲတက်တည်ကြတယ်ဗျာနော်တိုင်းပြည်ကိုပဇက်နဲ့ချစ်ပြအောင်နဲ့မကြည့်သေးဘူးဗျပဇက်နဲ့ချစ်ပြောင်းပဇက်တော့ဘာပြောဘူးသူတို့တွေကယူကျူးတုံးတာဗျယူကျူးတုံးတော့အခုဆိုလို့ရှိရင်တကားဖိလန်မောင်မောင်တို့ဆိုရင်ဝင်ဝင်ရမ်းကောင်းနေပြီဗျဘယ်လိုလဲဆိုတော့ သူကဒီဘက်ကလည်းဦးဇင်းတို့ဘောမရက်ကွက်ကလည်းသူ့ကိုအားပေးတယ်ဟိုဘက်ညီဖက်ရက်ကွက်ကလည်းသူ့ကိုအားပေးတယ်ဗျအားပေးတယ်တစ်ဖက်ကြိုက်သကလုံးလေးတွဲပေါ်သွားတော့လေဗျနော်အားပေးကြလေဗျနော်အားပေးကြလူကြီးများတာပေါ့လူကြီးများတော့ပို့ပြီးမှဝင်ဝင်ကောင်းတာပေါ့ဗျာသူ့ရဲ့အလုပ်ကပဲလေရပါဘူးသူတဒါလေး၅၀တော့အေးဆင်းဆင်းပဲလေဗျနော်ဒါပါပြောပြောဦးဇင်းဟုတ်လားရှားနိုင်ငံတွေခွဲထွက်လာတဲ့ကာဇက်စတန်တို့နော်တာကမင်စတန်တို့နော်ဥဇ်ဘက်ကစ္စတန်တို့ဒါတွေကမွတ်စလင်မဂျော်ရီတီကန်ထရီတွေနော်အဲ့တော့အဲ့နိုင်ငံတွေထဲကိုမျက်နာရဖို့အတွက်အဲ့ဒီနိုင်ငံတွေနဲ့ပေါင်းသင်းတဲ့အခါမှာပေါ့ဗျာနော်ကျွန်တော်ကြည့်ရတာလောကအရန်ချော်ဖို့အတွက် အဲ့မှာခင်ဗျားတို့နိုင်ငံကိုကျွန်တော်ခင်ဗျားတို့နိုင်ငံကိုခင်ဗျားတို့ကျွန်တော်ဆွဆွဲတယ်လို့ဒါကိုကျွန်တော်ဆွဆွဲမှုချိပါတော့နော်ကျွန်တော်ကိုခင်ဗျားတို့ဆွဆွဲနေ OIC ကပေးတာကန်းစာစားရတယ်ဆိုပြီးခင်ဗျားတို့ဆွဆွဲနေပြီမဲ့အေးတကယ်တကယ်လုပ်နေတာခင်ဗျားတို့ဘာဘာကြီးနော်ခင်ဗျားတို့ကျွန်တော်ဘာဘာကြီးကိုတိုင်းကအမှသွားပြီးမှအခုသွားတွေ့တယ်သူရောက်နေနိုင်ငံတော်မှာပဲကာဇက်စတန်ကိုခေါ်တယ်ကာဇက်စတန်ဆိုတာမွတ်စလင်အနိုင်ငံမရှိဘူးဆို80ရာခိုင်နှုန်းနီးပါးရှိပါတယ်80ရာခိုင်နှုန်းဆိုရင်တော့ဒါ majority ထောက်အများနေပါပြီနော်အဲ့တော့အဲ့တော့ခင်ဗျားတို့ တကယ်တမ်းသူလုတ်တဲ့ခါကျတော့ခင်ဗျားတို့ဘာပြောရင်လဲအဲ့တော့ခင်ဗျားတို့ကဘောမှလည်းမဟုတ်ဘူးဟမ်ခင်ဗျားတို့ကအမျိုးသားရေးသမားလည်းမဟုတ်ဘူးခင်ဗျားတို့ကမဘာသာလည်းမဟုတ်ဘူးเนาะခင်ဗျားတို့ဟာတက်တက်ထင်ပေါ်ခြင်းလို့เนาะဒီ line ပေါ်မှာပြဿနာရှာခြင်းနေတဲ့ပြဿနာအုပ်စုတွေလည်းကျွန်တော်မြင်တယ်မဘာသာစစ်စစ်ဆိုတာလည်းကျွန်တော်เนาะမဘာသာစစ်စစ်လို့ခင်ဗျားတို့ကိုကျွန်တော်အသိမှတ်ပြုမှတော့ခဲ့ရပါအဲ့တော့ဘာကြောင့်လဲဆိုတော့ဒေါက်ဆန်းစစ်လက်ထောင်ကခင်ဗျားတို့ကျွန်တော်တို့ဒီမဘာသာတွေကြာเนาะကျွန်တော်တို့ဒီစစ်စမ်းတမန်နဲ့ဒေါက်စစ်ကြီးကိုကန့်ကွက်တာဒေါက်စစ်ကြီးက အဲ့အစမှာတာနိုင်ငံဖြစ်အောင်လုပ်နေတာလူခေရရှိတဲ့တင်တာအဲ့ပတ်သက်တွေဘယ်ရောက်ကုန်ပြီလဲကွာကျွန်တော်မေးချင်တယ်အဲ့ပတ်သက်တွေအင်းတိတ်စိတ်နဲ့သူတို့ဘာဘလုပ်တဲ့ခါကျတော့ကျွန်တော်ကသူတို့ဘာ OIC နိုင်ငံဖြစ်သွားတယ်နော်သူတို့ဘာ OIC အဖွဲ့ဝင်ဖြစ်သွားတယ်ကျွန်တော်မေးရအောင်မွတ်စလင်တွေဖြစ်ကုန်တယ်မှတ်ကြရအောင်အေးကောင်းရောကွာအဲ့တော့ခင်ဗျားကနိုင်ငံရေးကိုခင်ဗျားကမမသားရေးမဟုတ်ဘူးခင်ဗျားကဘောမရေးလည်းမဟုတ်ခင်ဗျားကစစ်တပ်ထောက်ခံနေရလည်းမဟုတ်ခင်ဗျားတို့ကကြောက်ကြောက်ကြီးနဲ့ ထင်ပေါ်ကျင်နေတဲ့သူတွေအာကြောက်ရွံ့ပြီးထင်ပေါ်ကျင်နေတဲ့သူတွေပါဟုတ်တယ်ကိုယ့်ကိုယ်ကိုမဘာတော့လဲစစ်တပ်ထောက်ခံတယ်ဆိုတော့စစ်တပ်ထောက်ခံတဲ့သူဆိုရင်စစ်သားကောင်းချိုးကိုလောက်ပါမယ်နည်းနည်းတက်မလို့ကောင်းချိုးကိုလောက်အောင်တက်မလို့ကောင်းချိုးကပြောရရမယ်ဟုတ်တယ်ညလာစစ်တပ်ထောက်ခံသူလည်းမဟုတ်ခင်ဗျားတို့တွေဟာကြောက်ကြောက်ကြီးနဲ့ထင်ပေါ်ကျင်နေတဲ့သူတွေနေရာရဖို့တော့လိုင်းပေါ်မှာနော်ကြည့်ရလားကျွန်တော်လည်းတောင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 ်းမပြောချင်ပါဘူးအချင်းချင်းငါမျိုးတွေပေါ့နော်အဲ့တော့စစ်တပ်ထောက်ခံသူလားစစ်တပ်ထောက်စစ်တပ်ထောက်ခံသူစစ်တပ်ကောင်းကြီးတက်လောက်ပါလားစစ်တပ်ကိုမတရားဖြစ်လို့ရှိရင်မတရားတော့ပြောရရတယ်နော်အဲ့တော့မှစစ်တပ်ထောက်ခံသူလို့ခေါ်တယ်ဒါလို့စစ်တပ်ထောက်ခံသူမဟုတ်ဘူးအဲ့လိုပါဇက်ပါလို့ပြောပါမယ်ဦးစင်းလဲ ဝယ်ပြောချင်တဲ့အခါပြောမှာပဲဟုတ်လားဒီကလူကဖယ်လာမှာဥစ္စာမြန်မာပြည်မှာပြည်တွင်းထဲကနေဥစ္စာပြောနေရမှာဟုတ်လားပြည်တွင်းထဲကဒီပြောရင်ဥစ္စာလက်တွေတွားချင်လို့ရတာလေဟာပြည်တွင်းထဲကဥစ္စာကိုဆဲဆူနေတဲ့လူလက်တွေတွားပြောလို့ရတယ်လေလက်တွေတွားပြီးပြောလို့ရတယ်လေဟာဒါကမှထောက်ထားကြပြပါကြပါနဲ့ဆိုဟိုးကနေတချို့ကလည်းအမေရိကန်ကနေလန့်ပေါင်းတာကျုပ်ကမလုပ်ရပါတော့ဘာမှစိတ်ဝင်စားဘူးနော်ဘာမှစိတ်ဝင်စားဘူးဥစ္စာအလုပ်ကိုပဲဥစ္စာလုပ်ပါပါကြာအဲ့မှတွေ့ကြည့်လေဟိုမှာကျုပ်တကမှဖနက်တယ်မီမိုးနဲ့တိုင်ထိုင်းမှာလာကျုပ်ကတွေ့ခဲ့လို့ရှိရင်ဘယ်လောက်မှပွက်တော့ရမပွက်မပွက်ရတော့မှဖနက်တယ်မှာမပေါက်ကုန်တဲ့တွေ့လို့ဟိုမှာတိုင်းချီလေးရောက်လို့ရောက် အာဆိုင်ထိုင်းနိုင်ငံဟိုကရောက်လို့ရောက်ဟောတွေ့ပြီဟိုကကလကလေးမွေးတာမှာဟိုကဘယ်နှလားမှရှိကြောမကြောက်မပန်ပန်မှုပေါ့ကုန်တဲ့တို့ပြိုင်ကြီးလို့ကြီးနေအဲဟုတ်လား AI ခကြီးอ่ะเนาะ AI ခကြီးอ่ะရမ်းဆက်ဟုတ်လားမတပည့်ကြီးอ่ะလွယ်လို့လည်းတပည့်ကြီးอ่ะမပါလို့မပါဟုတ်လားကြည့်ပြီးတော့ကြာတော့ရီတော်သူတီအသက်ရှင်ဆိုရယူရဲနေရပါလေเนาะအားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့ဖင်လန်နိုင်ငံကမောင်မောင်နဲ့ပေါ့ကူတော်တို့အမျိုးသားရေးနဲ့ပတ်သက်ပြီးအချင်းချင်းအငင်းပွားနေတဲ့ရုပ်တံကိုတင်ဆက်ပေးလိုက်ဒီမူ အဆုံးထိနားဆင်ဝေဖန်တုံးသက်ပေးသွားကြပါဦးခင်ဗျာဒီကနေ့ဦးစင်ပြောချင်တာကတော့ဦးစင်နောင်ချိုဘက်ကတောက်ခန်းတက်ကိုတွားပြီးမှလှူတယ်တောက်ခန်းတက်ကိုလှူပြီးလို့ရှိရင်ဒါဦးစင်ကဒီလင်ငါရဲ့အတွင်းမှာ တောင်မဲတီဘောနှောင်းရှုံမှာရှိတဲ့ရဲမီတာစုဝယ်250ဦးသက်တမ်းလုံမှာဖြစ်ပါလေကနော်။အဲဒါမဲ့သူကာဇာမဲလေးတွေလိုအပ်တာလေးတွေဒါတို့ဆောင်းလွှဲရောက်ပြီဆိုတော့ဆွဲတာအင်ဂျီတွေပါရေဦးစင်ဟာဒီအောက်ချင်မီတာစုတွေရောအကုန်လုံးဟိုဒါတောင်မဲတီဘောပေါ့နော်ဒီနှောင်းရှုံမှာတာဝန်ကျတဲ့ရဲရဲတက်မလို့ရဲပေါ့နော်ရဲမီတာစုအားလုံးဦးစင်ဟာသွားရောက်ပြီးမှလည်းလူတန်းမှာဖြစ်ပါလေကနော်။ဟောင်ခန်းကိုသွားလုံးကအလူရှင်တွေရတော့နော်အလူရှင်တွေကိုပြောပြခြင်းလို့ဖြစ်ပါလေကနော်။ဒေါခင်လက်မီတာစုက30တဲ့ ။ဒါမောင်ဆိုးကျော်မိသားစုကတည်းကလက်ထက်မြောင်တင်ပေါ်ရနော်။ကိုနုခမ်းမင်းမတ်တော်မတ်သွဲဇာကြီးအောင်ကပစိုးအကွင်း90ပါတိတ်ထမင်း90ကော်နာနဲ့ကိုစိုးမိုးမိသားစုကတိတ်20ကိုလွမ်းမိုးမိသားစုက10တိတ်နဲ့နော်ပါတိတ်ဝက်ဆယ်နှစ်စုံနဲ့ပကံခွဲရောက်များလူတန်းနဲ့မောင်ဆန်ရှာမိသားစုက17တိတ်လူတန်းနဲ့ကိုကလားလေးမိသားစုက15တိတ်လူတန်းနဲ့လူတန်းစုကိုတန်းကိုမိသားစုက10တိတ်ကိုစိုးတိတ်မိသားစု10တိတ်ကိုခေထွင်းကနဂတ်တရံတတိတုံခွဲမတ်ပါတိတ်ဝက်ဆယ်အုံဆုံးမောင်ဆန်လေးမယမဲ သိန်း50ကိုတေးလေးမပိုက်ခင်ကသိန်း30တော့ပြုံးထွေးဒါဘေးလွယ်အိတ်30အိမ်ကြီး40ပစိုး40ဒါလူတန်းနဲ့အဲ့တော့အလူရှင်နေမြန်မာဒီဆက်မှာမိခဲ့လို့ရှင်နေတော့ဥစဉ်ပြန်စင်းတော့ကိုယ်ကတော့ဒါတော့ကိုမန်လေးကိုမန်လေးမီတာစုက70ရင်းလူတန်းချင်းဖြစ်ပါလေကိုမန်လေးမီတာစုက70เนาะကိုထူးမီတာစုက5တိန်း ဒါလူတိုင်းချင်းဖြစ်ပါလိမ့်ကြနော်အဲ့ဒါလူချင်းနာဦးတဲ့အမှန်ချောရတာဒါပေါ်လဲကြွေးတဲ့စာစီစားလဲလူတိုင်းနဲ့ဒါပါဒေဝမ်းဆက်အစိုးဆုံးဒီ330တက်ကိုကန်ဆန်းမဲတွေဖောက်ပေးခဲ့တယ်ပေါ့လူတို့ရဲ့ PT အပြုံးတွေကိုမြင်ရတော့ဦးစင်းလဲပြောရတော့လူသားတွေပေးရတဲ့အရာလာပူပြီးမှအရာလာရှိတယ်ဒီတက်မလို့မိသားစုတွေပေးလိုက်တယ်ဒါနောက်ထပ်ဦးစင်းလေးငါးရဲ့ဆိုရင်ရဲမဲရဲမိသားစုတွေကိုရဲတိုင်းမတွားပြီးမှဦးစင်းတွားရောက်ပြီးလူတိုင်းမှဖြစ်ပါလိမ့်ကြနော်ဒီအရာတွေလူတိုင်းနဲ့အရာတွေကလည်းဦးစင်းရဲ့ဝင်တပြားတစ်ချက်မှမပါပါဘူးကြနော်တပြားတစ်ချက်မှမပါဘူး ခုနှစ်ရတာမိများလှူဒန်းနဲ့တမတော်ချင်းမြတ်နိုးတူများတိုင်းပြည်ကိုချင်းမြတ်နိုးတူများကလှူဒန်းတဲ့အရာတွေပဲဖြစ်ပါလေဗျာနော်လှူဒန်းတဲ့အရာတွေပဲဖြစ်ပါလေ။ဒါကြောင့်မလို့ဒါတမတော်ခြေတန်းရောက်နော်ရဲတွေရောဒီကျဲရောရဲလဲစစ်တပ်ရတယ်တမတော်ရိုင်းလဲစစ်တပ်ရတယ်နော်။အကုန်လုံးစစ်တပ်တိုင်းဝင်တိုင်းပြည်ရဲ့တာဝန်ကိုနိုင်ငံပါလီမန်ရှင်သူရဲကောင်းတွေအခုဆိုလို့ရှိရင်ဒါတရက်နဲ့ရဆိုကြောင်မဲဆိုရင်ဒါရလာတော့ဖြစ်သွားပြီ။ကြောင်မဲမှာဆိုလို့ရှိရင်ပလောင်နေရတီဘောကိုစုပ်ရတယ်။တီဘောကနေဘယ်လိုစုံလို့တော့မတီးဘူးဗျာနော်။အခုအတန်လေးကဘာကြီးထွက်လာလဲဆိုရင်တီမောကိုလည်းတီမောလည်းပြေးမယ်ကြောင်မဲလည်းပြေးမယ်ကျွန်တော်တို့စစ်မတိုက်တော့ကျွန်တော်တို့ငိမ့်ချိုင်းကြီးဆိုတဲ့အတန်လေးကိုထွက်လာတယ်။ ရင်းကြိုင်းရေးဆိုတဲ့အတန်လေးတွေကိုထွက်လာတယ်တို့ကျင်တော့တို့ကဖိုင်ဆန်တော့ပြီးတော့တမတော်ကားတဲ့အလုံးရင်အင်းနဲ့အားနဲ့တိုက်တယ်တဲ့အင်းနဲ့အားနဲ့အလုံးရင်ဝင်တယ်တဲ့ဒုတို့ကိုဘလို့တပေါ့နော်အင်းနဲ့အားနဲ့အဲ့တော့ကျွန်တော်တို့တောင်မဲကနေနောက်ဆုံးနေရပါတယ်ဆိုတော့အတန်လေးထွက်လာကြတယ်ထွက်လာကြနော်အဲ့တော့တမတော်ကားတဲ့ဖုံးကြောင်းတွေကိုလေးကြီးနဲ့ချဲတယ်လေအဲ့တော့ဖုံးကြောင်းတွေကိုလေးကြီးဆိုမင်းတို့တပုံလေးမင်းတို့ပလောင်နေပြည်ရက်ဒီဖုံးကြောင်းရဲ့မှာသူ့လိုက်တော့လာမင်းကြီးကြမ်းတယ် အဲ့ဒီဘုံအကြောင်းနေတဲ့မှာဘလောင်နေရော PDF တွေလာအစုလိုက်အပြုံလိုက်မနေတတ်မတော်ပါချဲစရာလည်းအကြောင်းမရှိဘူးချစရာလည်းအကြောင်းမရှိဘူးเนาะချစရာလည်းအကြောင်းမရှိဘူးအဲ့ဒီနေရာဘုံအကြောင်းနေမှာဘလောင်နေရှိပါတယ် PDF တွေရှိပါတယ်ဆိုတော့တတ်မတော်ပါလည်းမသိဘူးဘာမှမသိဘူးအဲ့ဒီကန်ကန်အဲ့ဒီမှာရှိတဲ့ပြီးရှန်တိုင်းရင်သားတွေအေးငင်းကြမ်းမှုကိုလိုလားတဲ့ဗီဒူတွေကပေးတဲ့အတွက်ကြောင့်เนาะပေးတဲ့အတွက်ကြောင့်တိတိကျကျခိုင်ခိုင်လုံလုံပေးတဲ့အတွက်ကြောင့်ငကူကခေါရတခြားခေါရတခြားခေါရတခြားပေါ်တဲ့ပြောချင်တာလားဟုတ်လား တက်မလာဘုံကျဲတယ်အတိအကျဒီခုချိန်မှာတက်မလာဘုံကျဲလိုက်တဲ့အရာဒီ90 100ခန်းလုံးက90ရာခန်းလုံးလောက်တိကျနေရတာဒါဥစဉ်တော့အားပေးတာပေါ့ဗီဒီယိုတွေကနေခိုင်ခိုင်လုံလုံတိတိကျကျပေးနေတဲ့အရာတွေကိုဗီဒီယိုတွေကတက်မလာတော့ဘူးအဲ့ဒါကတည်းကခဏလေးပေးလာပြီဆိုတာပေါ့ဦးဇင်းတို့ကဒါအသိစိတ်ချင်းတဲ့အတွက်ကြောင့်ပါနော်တစ်ဖက်ကနေခေါင်းမနေကြနဲ့ကြလားစိတ်ချကြောင်မဲ့နောက်တုံးလေးအတွက်ကြောင်မဲ့ရလိုက်မယ်ကြောင်မဲ့ပြီးလို့ရှိရင်ကြောင်မဲ့ကိုနာကုန်းလုံးထိစားပြီးရင်တီမော့ဆက်ရလိုက်မယ်တီမော့ပြီးရင်အဆင့်အဆင့်တက်မလို့ကနေသွားလိုက်မယ်အလုံးရင်းနေအင်းအားလိုက်ဒီပြောမနေနဲ့ဟုတ်လားအလုံးရင်းဒီချက်အင်းအားတွေကကြားလာဦးပါစစ်မှုထားထားခဲ့တယ်ဆိုတော့အလကားထားခဲ့တယ်ပေါ့တိုင်းပြည်ငင်းချမ်းပေါ့တိုင်းပြည်အေးချမ်းပေါ့နော် တော့စစ်မှုထမ်းရတဲ့ပတ်သက်ပြီးတို့တို့ဇလင်ခွင်းတွေမှာ350ပေါက်တယ်လို့ကြားရတယ်ဗျာနော်အဲ့တော့နိုင်ငံတော်အကြီးအကဲများအားလုံးနဲ့တခါကြီးတွေလည်းလင်ခွင်းဟာဒီနေရာတွေကိုတခြားစစ်စစ်ပေါအောင်ဗျာနော်စစ်စစ်ပေါအောင်နော်ဒီတချို့30နဲ့ကြောင်းတွားတဲ့ထားလေး28နဲ့ထိုင်းနိုင်ငံဘက်ဟုတ်တို့ဟိုဘက်အစွန်ဘက်တွေမှာကြောင်းတက်ထားလေးဘာလေးပေါ့ဗျာတကယ်ကြောင်းသားကြောင်းတက်ထားချူစမ်းမဟုတ်ဘူး ကျောင်းသားဘုတ်ခဲနဲ့ကျောင်းတက်တဲ့အခါကျောင်းလက်ကပ်ပြီးမွေးပစ်ပြီးလုပ်ပြီးမှစစ်မှုထမ်းမထမ်းကြလို့ရှောင်းတဲ့ခါတော့လက်ခံလို့မရဘူးနိုင်ငံသားပိုင်စစ်မှုထမ်းပဲပေါ့ကတော့ဒီချိန်မှာစစ်မှုထမ်းနေဆွဲတဲ့ဘာညာကောက်တဲ့ဘာမှမပြုတ်စစ်မှုထမ်းနေလိုက်မဆွဲစေချင်ဘူးလိုက်ပြီးမှညအချိန်မှာအိမ်မော်တွေတက်ပြီးမှမဆွဲစေချင်လို့ရှိရင်ရက်ွက်တွေရက်ွက်တွေတိုင်းမှာအုတ်ကြီးတွေမှာတို့တို့ဆင်းရဲချင်ပဲဆင်းရဲတိုင်းခင်ဗျားတို့လိုက်ကြဆင်းရဲတိုင်းတွားမဲဆင်းရဲတိုင်းခင်ဗျားတို့လိုက်ကြအဲ့မဲဆင်းရဲတိုင်းမလိုက်ရင်တော့ဗျာအုတ်ကြီးတွေကလူဘဝတယ်တို့တို့တတ်တမိတွေတို့တို့ဆင်မျိုးတွေမပါဘူးဆိုဦးစင်းတို့ဆင်းစရာနေလာကြခင်ဗျားတို့ပြေးစရာအကြောင်းမရှိဘူးမဲဆင်းရဲတိုင်းပြောရတာနော် ဘယ်ပြီးလဲအုတ်ကြီးတွေသားတွေကကြံခဲ့တယ်ဆိုလဲအုတ်ကြီးတွေသားတွေခုစစ်မှုထမ်းလိုက်သွားတဲ့သူဒီတနည်းပြတော့မပြေလို့ရအဲ့ဟာကြီးဆင်းလာလိုက်တယ်အဲ့အုတ်ကြီးတာမလိုက်ရသေးဘူးဆိုလဲအုတ်ကြီးတာနောက်တစ်ခေါက်မှာပါပါပဲတစ်ထေးတာမလိုက်ရသေးဘူးလဲတစ်ထေးတာပါမှာပဲအပြောင်းလဲတစ်ခုနေနဲ့စစ်မှုထမ်းမှာအဲ့ဒီလိုစီစဉ်နေတဲ့ဆိုတဲ့အကြောင်းကိုလဲပြောသိပြတာပြည်သူများအလို့ချပြကြင်ပါလေကနော်ခြေတက်တော့ဒီတဖြည်းဖြည်းနဲ့အောင်ဝဲအလီလီရနေဆိုတော့လဲပြောကြင်ပါလေကနော်ကြောင်မဲကရတယ်ရတယ်လို့လဲပြောလို့ရတယ်ကြောင်မဲပတ်ပတ်လဲခုဆိုလို့ရှိရင်ဒါခိုင်ခိုင်လုံးတိကျကျနဲ့ရှင်းလင်းနေတယ်ပေါ့နော်ကိုပဲခောက်ခောက်တွေဘလို့ခောက်ပြီးမှ ဟောင်းစီတို့အဖွဲ့တွေဘယ်လိုဟောင်းမလဲဘယ်လိုခောက်ပြီးစားမလဲဘယ်လိုစင်ကျင်ပေးမလဲဆိုတော့လေတိုင်းပေါ်ပါလေဦးစင်နားထောက်ပါဗျာအားလုံးနားပါပါဗျာအညာမြေတက်ပေါင်းစုစခန်းခွဲတစ်ခုလေချောင်းတိုက်ခိုက်ခံရရဲဘော်၃ဦးကြာဆုံး အညာမြေတပ်ပေါင်းစုရဲ့စခန်းခွဲတစ်ခုကိုစက်တင်ဘာ28ရက်မနေ့ကညနေပိုင်းမှာအကြမ်းဖက်စစ်တပ်ကလေကြောင်းတိုက်ခိုက်ခဲ့တာကြောင့်ရဲဘော်၃ယောက်ကြာဆုံးခဲ့ရတယ်လို့အညာမြေတပ်ပေါင်းစုပြန်ကြားရေးတာဝန်ခံစီကသိရပါဗါးအဆိုပါစခန်းခွဲလေကြောင်းတိုက်ခိုက်ခံရမှုအတွင်အညာမြေတပ်ပေါင်းစုရဲ့တာဝန်စခန်းမှုဖြစ်တယ်လို့တက်စိတ်မှုလည်းဖြစ်တဲ့ရဲဘော်တေမင်း နှစ်ဆက်နှစ်ဂါရမိန်တပ်ဖွဲ့ကရဲဘော်ဗလာ16နှစ်နဲ့ဖော့ဖ်တပ်ဖွဲ့ရဲဘော်နိုင်ကြီး34နှစ်တို့ကြဆုံသွားခဲ့တယ်လို့ဆိုပါရယ်ကြဆုံသွားတဲ့သူတွေထဲကရဲဘော်တေမင်းဟာအညာမြေတပ်ပေါင်းစုက ဖြစ်ပြီးကျန်ရဲဘော်နှစ်ယောက်ကအညာမြေရဲ့မဟာမိတ်အဖွဲ့တွေကပါလေချောင်းလာကျဲတော့ခန္ဓာကိုယ်အနှံ့ထိမှန်ပြီးပွဲချင်းပြီးကြဆုံသွားတာပါလို့အညာမြေတက်ပေါင်းစုပြန်ကြားရေးတာဝန်ခံကိုပူပူတန့်စင်ကမောင်းကိုပြောပါတယ် ဒါအပြင်တိုက်ပွဲမရှိဘဲအခုလိုအကြောင်းမဲ့လာရောက်ပြစ်ခတ်မှုဟာတခုခုတည်င်းရတာကြောင့်လည်းဖြစ်နိုင်တယ်လို့ဆိုပါတယ်။ထိတွေ့တိုက်ပွဲလည်းမရှိပါဘူး။အခုလိုလေကြောင်းလာကျဲတာကဗတ်ပြောင်းသွားသူတွေရဲ့တည်င်းပေးမှုလို့ကောက်ချက်ချလို့ရပါတယ်။စခန်းကတော့အနှဲငယ်ပျက်စီးသွားပါတယ်။အခုစခန်းခွဲကလေကြောင်းကျဲခံရတာပထမအကြိမ်ပါလို့ပြန်ကြားရေးတာဝန်ခံကိုဘိုးဘိုးတန့်စင်ကဆက်ပြောပါတယ်။ လေကြောင်းတိုက်ခိုက်ခံရပြီးကြဆုံသွားတဲ့ရဲဘော်တွေကတော့စက်တင်ဘာ26ရက်ဒီမနက်မှာတကြိုပေးခဲ့တယ်လို့သိရပါတယ်။ကြဆုံရဲဘော်တွေရဲ့မျက်နှာကိုထောက်ထားတဲ့အနေနဲ့တော်လန်ရေးမှာယူသားယုံကြည်ခိုင်မွာစွာလမ်းဆုံမှန်စွာပါဝင်ပေးကြဖို့လေရဲဘော်တွေနဲ့ပြည်သူတွေကိုအညာမြေတပ်ပေါင်းစုကတောင်းဆိုထားပါတယ်။